တို့သားကအဲ့တဲ့ဝေအာတော်ရှိမှတို့သမီးကိုရိုက်လိုက်ပါရင်ဒါပေမဲ့နောက်ပိုင်းဆက်ဖြစ်ခဲ့တဲ့အရာကလူအိုင်းကိုအံ့ဩသွားခဲ့ပါရင်အဲ့ဒီမှာဆိုရင်ကက်သရင်းဆိုတဲ့မိန်းကလေးကမှန်တယ်မှာသူ့ရဲ့ပုံရိပ်ကိုကြည့်ပြီးနည်းနည်းကြောက်လန့်နေတဲ့အပြုံးလေးနဲ့ပြုံးနေခဲ့ပါရင်သပင်ညပေးတဲ့လူကသူ့ရဲ့သပင်မှာပါလွာတဲ့မျက်နှာဖုံးလေးကိုခရုစိုက်တတ်ဆင်ပေးနေခဲ့ပါရင်အရာအလုံးကပြေဆုံးနေကြတာပါအယံကိုလှပတဲ့ အနာကုတ်ပါတဲ့စင်ကံဝတ်စုံကဏ္ဍစပြီးတော့စိတ်ပိတာဘတ်မျိုးလေကအင်ဂျီယံခမဆောင်ဦးကြီးကိုတစားဆင်ထားတဲ့လက်ဆက်တဲ့ပန်းစီအထိပဲဖြစ်ပါရင်းကက်သရင်ရဲ့အရင်းနှီးဆုံးတငယ်ရှင်ဖြစ်သူအော်ကာဟာ ရှမ်ပိန်ခွက်လေးကိုကင်ပြီးတော့အခန်းထဲကိုဝင်လာခဲ့ပါရင်အဲ့ဒီနောက်သူကကက်သရင်ဒီနေ့ကတော့နေ့ရက်နေ့ပါပဲဘက်တုကိုမှနင်ကိုစစ်အနောက်ရှက်မှဖြစ်စေနဲ့တော့ဆိုပြီးပြောလိုက်ပါရင်ဒါပေမဲ့အဲ့ဒီအခါမှာပဲသူတို့သားရဲ့အမိဖြစ်သူဗလန်တီနာပက်ထရိုဗနာဆိုတဲ့အမျိုးသမီးကြီးကတကားတော့မခောက်ဘဲနဲ့ဝင်လာခဲ့ပြီးတော့သူဝတ်ထားတဲ့အဝတ်အစားကပြဆက်ထဲမှာရှိတဲ့ဝတ်စုံကြီးနဲ့ပို့တူနေပါရင်ဒါကနေ့ရက်ဝတ်စုံပဲလားငါဒီထက်ပို့ပြီးတော့ယင်ကြီးတာမျိုးမျောလင့်ထားတာပါဆိုပြီးသူမကဟန်ဆောင်အပြုံးနဲ့ပြောလိုက်ပါရင်ကက်သရင်ကလည်းဒါနဲ့အထူးခံလက်ရတယ်လို့မျိုးခံစား စားလက်ရပြီးမှဘာမှတော့ပြန်မပြောခဲ့ပါဘူး။အော်ကာဟာအရှိကိုတိုးလာခဲ့ပြီးဒါကထူးခြားတဲ့ဒီဇိုင်းပါပဲ။ Valentina Petrova စတိုးဆိုင်ကဝယ်လာတဲ့ပစ္စည်းမျိုးမဟုတ်ပါဘူးလို့ဝင်ရောက်ရှင်းပြခဲ့ပါရင်ဒီလိုနဲ့ရောက်ခမကြီးထွက်သွားတော့အခန်းထဲမှာတင်းမာတဲ့လေထုတစ်ခုပဲကြံခဲ့ပါရင်မင်္ဂလာအခမ်းအနားစတင်တော့ကက်သရင်းဟာဖြည်းဖြည်းချင်းပလင်စီကိုရှောက်သွားခဲ့ပေမဲ့သူတို့သားဖြစ်တဲ့အာတီယွန်ကတူတူရှာတခြားကမ္ဘာမှာရောက်နေတဲ့ပုံစံမျိုးရှိနေခဲ့ပါရင်ဂတိတစ္ဆာပြုတဲ့အချိန်မှာသူကဖုန်းကိုထုတ်ပြီးတော့ဇွိန်တကြီးမက်ဆေ့ဝေးကိုစစ်နေခဲ့ပါရင်ဒီလိုနဲ့သူ့အလဲရောက်တော့အာတီယွန်ဟာအလွတ်ရထားတဲ့စက်ကလုံးတွေကိုစိတ်မပါတပါနဲ့ရွတ်ဆိုပါရင်ပျော်ပွဲရွှင်ပွဲမှာဗယ်လန်တီနာကကက်သရင်းရဲ့တငယ်ရှင်တွေကို ိုဒီပွဲနဲ့မတင့်တော့ဘူးလို့ဆက်ပြီးစကနာထိုးနေခဲ့ပါရင်အာတီယွန်ဟာဖုန်းကိုကြည့်နေနေပဲအလုတ်ကိစ္စတွေကြောင့်လို့သူ့ကိုယ်သူခုခံပြောနေခဲ့ပါရင်သူ့ရဲ့အနာကိုကတ်သွားပြီးကက်သရင်းကဖိဖိရှင်းမေးလိုက်ပါရင်ဒီလိုနေ့မျိုးမှာအလုတ်ကိုရွှေ့ဆိုင်လို့မရဘူးလားလို့တတွတ်နဲ့ရေရွနေခဲ့ပါရင်ဒီလိုနဲ့အော်ကာကလည်းဝင်ပါဖို့အတွက်ကြိုးစားပေမဲ့ဘာမှထူးမလာပါဘူးအဲ့ဒီနောက်ဗလန်တီနာရဲ့မင်္ဂလာဦးစုတောင်းဆက်ကပြောရတဲ့အချိန်ရောက်လာခဲ့ပါပြီ ဒီအိမ်ထောင်ကြီးကမင်းကိုပျော်ရွှင်မှုရဲ့ယူဆောင်လာမယ်လို့ငါမျှော်လင့်ပါတယ်အာတီယွန်ငါတို့လိုရှင်တဲ့အတိုင်းအိမ်မက်တွေတကယ်ဖြစ်လာတယ်ဆိုပေမဲ့လည်းဆိုပြီးပြောနေခဲ့ပါရင်မိမရှိတဲ့အော်ကာကရောမခံနိုင်တော့ပါဘူးဒါကြောင့်သူကအာတီယွန်နင်းနင်းရဲ့မိမကိုကောက်ွက်မှလာဒါမှမဟုတ်နင်းအမေရဲ့နောက်မှာဆက်ပြီးတော့ပုံနေမှလာဆိုပြီးပြောလိုက်ပါရင်အာဒီယွန်ကရုတ်တရက်ထားရပြီးတော့နင်ကဘာကြောင့်မလို့အဲ့ဒီလိုမျိုးပြောရရတာလဲ။အော်ကားဆိုပြီးဆက်ပြောလိုက်ပါရင်နင်လူရဲ့ရှေ့မှာကက်သရီနာကိုတိတ်ခါရှာနေတာပဲ။ ဒီလိုနဲ့အာတယွန်ကရုတ်တရက်ထရက်လိုက်ပြီးတော့နေကဘာကြောင့်မလို့ဒီလိုမျိုးပြောရဲနေရတာလဲဆိုပြီးမေးလိုက်ပါရင်အော်ကာကလည်းအခုလိုမျိုးဆက်ပြောပါရင်နေကလူရဲ့ရှေ့မှာကက်ထရီနာကိုတိတ်ခါချနေတာပါလို့သူကခုခံပြောဆိုပြီးခဲ့ပါရင်ကက်ထရီနာကပြပြရှင်တိုးတိုးလေးပြောလိုက်ပါရင်ဧတေဝီရဲ့ရှေ့မှာသူ့ရဲ့ကြံရှိနေတဲ့ဂုံတိတ်ခါကိုထိမ့်သိမ့်ဖို့အတွက်စူးစမ်းနေပဲအာတယွန်ရက်လိုက်ပါတော့လို့ပြောလိုက်ပါရင်ဒါပေမဲ့တုံ့ပြန်မှုအနေနဲ့ပြက်သားတဲ့လက်ဟန်တစ်ခုထွက်လာခဲ့ပါရင်သူကသူမရဲ့ပါးကိုရိုက်ပြလိုက်တာပါ ဧည့်သည်ဝေအလုံးကဒါကိုမြင်ပြီးတော့တိတ်ဆိတ်သွားကြပါလိလူအိုင်းဟာသူတို့ရဲ့မျက်လုံးတွေကိုမယုံနိုင်တော့ဘဲနဲ့ထိုင်ကုန်ကနေထားရလိုက်ကြပါလိခမ်းမတစ်ခုလုံးမှာပဲ့တင်ထတ်သွားတဲ့ဘာရိုက်တန်ဟာအရန်ကိုကျဲလောင်လွန်းလာပါလိကက်သရင်းကလည်းရိုင်တိရိုင်တန်နဲ့သူ့ရဲ့ခြေထောက်ပေါ်မှာမနေရက်နိုင်ခဲ့ရပြီးလက်နဲ့မျက်နှာကိုအုပ်ထားပါလိသူ့ရဲ့မျက်လုံးထဲမှာမျက်ရည်ဝေဝိုင်းလာခဲ့ပါပြီနာကျင်လို့မဟုတ်ပါဘူးတစ္ဆာဖောက်ခံလိုက်ရလို့ပါအဲ့ဒီအချိန်မှာသူ့ရဲ့အသွင်းစိတ်ထဲမှာတခခုပြက်စီးသွားတယ်လို့မျိုးခံစားလိုက်ရပါပြီတပိပြေရှင်နဲ့လက်ချောင်းတွေတုံရင်းနေတာကိုထိန်းနေပဲ ူဝတ်ထားတဲ့စေးဆက်လက်ဆုပ်ကိုလည်းချွတ်ပြလိုက်ပါလိမ့်နေအကွေတဲ့ရုပ်ရှင်ကားထဲကလိုမျိုးသူဟာအဲ့ဒီလက်ဆုပ်ကိုအနီးဆုံးမှရှိတဲ့စပွဲအဆုံးမှတင်လိုက်ပါလိမ့်ပြီးတော့သူမတ်တက်ရက်လိုက်ပြီးတော့အာတီယွန်ရဲ့မျက်လုံးကိုစိုက်ကြည့်က အလုံးပြီးသွားပြီနောက်ပြီးနေ့အနေနဲ့ငါကိုဘယ်တော့မှထပ်ပြီးတော့ပိုင်ဆိုင်ရတော့မှာမဟုတ်ဘယ်တော့မှဆိုပြီးသူ့ရဲ့အတန်ထဲမှာယုံကြည်မှုနဲ့ခွန်အားဝေးအပြည့်ရှိနေခဲ့တာကြောင့်အတန်အကျေဆုံးစကားပြောနေတဲ့လူဝေတောင်မှတိတ်ဆိတ်သွားကြပါလိလူဝေက "तुम ကိုလေးစားမှုစာနာမှုနဲ့အံ့ဩမှုတွေအပြည့်နဲ့ကြည်ကလမ်းဖဲ့ပေးလိုက်ကြပါလိ Catherine ဟာခြေလမ်းတလမ်းရှင်တစ်ခါပေါက်စီကိုရှောက်သွားလိုက်ပါလိအားနေပေမဲ့ကျိုးပဲ့မတော်ပါဘူးဒီလိုနဲ့ညာဖက်မှာတော့အေးရထဲလဲနေတော့ Catherine က မျက်နှာချက်ကိုအကြာကြီးစိုက်ကြည့်နေလျက်မနေ့တနေ့ကဖြစ်ခဲ့တဲ့အဖြစ်အပျက်ဆိုးကိုသူ့ရဲ့ခေါင်းထဲမှာပြန်လည်စဉ်းစားခဲ့ပါရီတစ်ချိန်လုံးကချစ်ခဲ့ရတဲ့ယောက်ျားရဲ့အယိုက်ခံလေးရတဲ့အရှက်ရမှုနာကျင်မှုနဲ့တုံလုံးခြောက်ချမှုတွေကသူ့ကိုခြောက်လန့်နေခဲ့ပါရီမြေဝီကသူမရဲ့ဘာပြင်ပေါ်မှာစီးကြလာခဲ့ပေမဲ့သူ့ရဲ့အတွင်းထဲမှာဆိုရင်ပုံမကြီးမားတဲ့ခံယူချက်တခုစတင်ကြီးထွားလာနေခဲ့ပါပြီသူဒီလိုမျိုးဆက်ပြီးတော့မနေနိုင်တော့ဘူးဆိုတာကိုသူသိပါရီနောက်ထပ်ကြောက်ရွံ့မှုတွေမတေချာမှုတွေနဲ့တခြားလူတွေရဲ့ဆုံးဖြတ်ချက်အပေါ်မိခိုနေရမှုတွေကရှိတော့မှာမဟုတ်ပါဘူးသူက ဧည့်သည်ဝေနိုးမှဆိုးတဲ့အတွက်ဖြည်းဖြည်းချင်းထပြီးတော့ပပော့ပါအဖို့အစားလဲလဲပါရီအော်ကာကိုဖုန်းခေါ်ပါရီအော်ကာကလည်းမိနစ်20လောက်အကြာမှရောက်လာခဲ့ပြီးကက်သရင်းကိုကိုအင်ဂျီခြုံပေးကတည်တင်းကျပ်ဖက်လိုက်ပါရီ တို့တိတ်ဆိတ်စွာတက်ဆီပေါ်တက်သွားလိုက်ကြပါရင်ကက်သရင်ဟာမြို့ရဲ့လမ်းမီးရောင်တွေပဒင်းပေါက်မှထင်ဟနေတာတွေကိုကြည့်ပြီးတော့ကားရဲ့လှုပ်ရှားမှုနဲ့အတူအတိတ်ရဲ့ဝင်ထုတ်ဝင်ပိုးတွေလွင့်ပါတွားတာအားခံစားလိုက်ရပါရင်အော့ကာရဲ့တိုက်ခန်းလေးကတင်းငယ်ပြင်းမဲ့နှွေးထွေးပြီးတော့ပဒင်းပေါက်တွေမှာဇုံတွေနဲ့အစိမ်းအောင်အပင်တွေအများရှိပါရင်အဲ့ဒီမှာဆိုရင်ကက်သရင်ဟာလုံခြုံတယ်လို့ခံစားလိုက်ရပါရင်တငယ်ချင်းဖြစ်သူကပူစီနာလက်ဖက်ရည်ဖြော်ပြပြီးတော့ဆိုဖာအပေါ်မှာထိုင်ခဲ့ပါရင် သူတို့အကြကြီးစကားဝေပြောကြအတိတ်ကအကြောင်းအရာကိုပြန်ပြောပြီးတော့အရာအလုံးဘယ်လိုမျိုး क्वे ပြသွားနိုင်တယ်လဲဆိုတာကိုဆွေးနွေးကြပါရီကက်သရင်ကဂျေဆူးတင်တဲ့စိတ်နဲ့နှွေးထွေးမှုကိုခံစားလိုက်ရပါရီသူ့ရဲ့နဘေးမှာသူ့ကိုတကယ်ခ ्यू ဆိုင်တဲ့လူတယောက်ရှိနေတယ်ဆိုတာကိုသိလို့ပါ အဲ့ဒီညမှာပဲသူနောက်ဆုံးဆုံးဖြတ်ချက်ချလိုက်ပါရင်သူ့ကိုယ်သူဘယ်တော့မှရှော့မတွေ့တော့ပါဘူးသူ့ရဘဝဟာအစ်တတဖန်စတင်တော့မှဖြစ်ပြီးတော့သူတယောက်ထဲနဲ့ဘဝကိုဖျက်ဆီးတော့မှဖြစ်ပါရင်ဒီလိုနဲ့နောက်တနေ့မှာတော့ကက်သရင်းဟာသူ့ရကြံရှိတဲ့ပစ္စည်းတွေကိုတင်းစဲဖို့ပြင်ဆင်တော့ပါရင်သူ့ကိုယ်တွေ့တဲ့အာတယွန်ကနောက်ဆုံးမှာဘယ်သူကမှနင့်ကိုလိုတော့မှမဟုတ်ဘူးလို့ဆက်ပြီးပြောနေခဲ့ပါရင်ဒါပေမဲ့ကက်သရင်းကတော့နင့်လိုလူစားမျိုးနဲ့အတူနေမဲ့အစားတယောက်ထဲပဲနေတာကပူပြီးကောင်းတယ်လို့ပြန်ခံပြောပါရင်အော်ကာဟာသူ့တငယ်ရှင်းကိုအားပေးပါရင် နေကကိုပိုင်စတူဒီယိုတစ်ခုလုပ်ဖို့အတွက်အချိန်အတော်ကြာကြီးကလေးကအိမ်မက်ခဲ့တာပဲအခုစဖို့အတွက်အကောင်းဆုံးအချိန်ပါပဲလို့ အားပေးခဲ့ပါတယ်ကက်သရင်းကလည်းလမ်းမကြီးဘေးကတင်းငယ်တဲ့နေရာတစ်ခုကိုငားရလိုက်ပြီးတော့တေချာပြုပြင်ဖို့အတွက်လိုအပ်နေတဲ့အဆောက်အအုံအိုတစ်ခုရဲ့တာယာတဲ့တောင်းလေးတစ်ခုကိုရွေးချယ်လိုက်ပါတယ်ဇေယျထက်တန်မှုနဲ့စိတ်ကူးစိတ်တန်းတဲ့အပြည့်နဲ့သူဟာအော်ကာနဲ့တခြားတင်းငယ်ရှင်တွေနဲ့အတူဒီနေရာကိုပြောင်းလဲဖို့စတင်တော့ပါတယ်သူတို့ဟာနိုင်ပောင်များစွာအချင်းယူပြီးတော့ပရိဘောကအဟောင်းတွေကိုဖယ်ရှားတစ်တာကျမ်းပြင်တွေကိုတိုက်ချို့ကြပါတယ်နေရန်တွေကိုနူးညံ့တဲ့အယောင်နဲ့ဈေးတုပ်ကြပြီးတော့ပဒင်းပေါက်တွေကိုလပနဲ့ကလကဝင်နဲ့အလားဆင်လိုက်ကြပါတယ်နေစဉ်အလုတ်ပင်ပန်းမှုဂျာထဲကနေတော့မှကက်သရင်းဟာသူ့ရဲ့ ဲ့ကိုပိုင်စတူဒီယိုဆိုရယ်အိမ်မက်က WPPC အမှန်တကယ်ဖြစ်လာနေတာကိုတွေးပြီးတော့ပျော်ရွှင်ခဲ့ပါလိမ့်။ဒါပေမဲ့မကြခင်ဒီအစပြုရှင်ရဲ့ငိန်ချမ်းမှုဟာပြက်ပြားခဲ့ပါလိမ့်။ကက်ထရင်ဟာဗလန်တီနာပက်ထရိုဗာစီကနေချင်းချောက်စာဝေစပြီးရရှိခဲ့တာပါအဲ့ဒီစာထဲမှာဆိုရင်တိတ်တိတ်မမွေ့နဲ့ဖုံးကွယ်ထားတဲ့ချင်းချောက်မှုဝေအပြည့်ပါနေခဲ့တာပါဒီမက်ဆေ့ဝေကကက်ထရင်ကိုတားဆီးဖို့နဲ့သူ့ရဲ့အနာဂတ်အတွက်မျှော်လင့်ချက်တွေကိုဖျက်ဆီးဖို့ဘာကူမှနောက်မဆုတ်ဘူးစွာပြသနေခဲ့ပါရင်ကက်ထရင်ဟာလက်မလျှော့ဖို့ဆုံးဖြတ်ပါရင်ဒါပေမဲ့ချင်းချောက်မှုဝေကပုံမှုပြင်းထန်လာပါရင် တဲ့ယောက်ကသူ့ရဲ့အနောက်ကိုလိုက်နေတယ်လို့မျိုးသူ့ကိုခိုးရိုက်ထားတဲ့ဓာတ်ပုံတွေပို့နေခဲ့ပါလိမ့်။အဲ့ဒီချိန်အော်ကာရဲ့အကိုဖြစ်သူမီခေကအရင်တုန်းကစုံထောက်အဖြစ်လုပ်ခဲ့မှုတဲ့ဗီတာဆာကေဆိုတဲ့ပုဂ္ဂလိကစုံထောက်တယောက်ကိုခေါ်လာပေးပါလိမ့်။သူကကင်မရာဝေတပ်ဆင်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေစတင်တော့ပါလိမ့်။မကြခင်မှာပဲဗလန်တီနာကကက်သရင်းအနောက်ကိုလိုက်ဖို့အတွက်လူတယောက်ငားထားတယ်ဆိုတာပေါ်လာခဲ့ပါလိမ့်။ ကက်သရင်ဟာရဲစခန်းမှာတိုင်ကြားစာတင်ခဲ့ပြီးတော့တက်တီအထောက်ထားအားလုံးကိုပေးခဲ့ပါရီစုံစမ်းစစ်ဆေးမှုစတင်ခဲ့ပေမဲ့ဗလန်တီနာကသူ့ရဲ့ဆက်ဆံရေးဝန်ကြီးတစ်စင်းစုံစမ်းစစ်ဆေးမှုကိုလွှမ်းမိုးဖို့ကြိုးစားခဲ့ပါရီတရားရုံးကြားနာပွဲမှာဆိုရင်ကက်သရင်ကလွန်ခဲ့တဲ့တနစ်တာအတွင်းသူခံစားခဲ့ရတဲ့အရာအလုံးကိုအသေးစိတ်ပြောပြပါရီ သူရဲ့ပြောကြားချက်ကတော့ပွင့်လင်းပြီးစိတ်ခံစားချက်အပြည့်နဲ့ပါသူဟာတတိငင်းနဲ့ယုံကြည်မှုအပြည့်နဲ့ပဲဗလန်တီနာနဲ့သူသားစီကနေရရှိခဲ့တဲ့အချက်ရမှုတွေနှိမ့်ဆက်ငင်းပန်းမှုတွေချိန်ချောက်မှုတွေနဲ့ဖိအားပေးမှုတွေအားလုံးကိုတခုချင်းစီပြောပြခဲ့ပါရင်ကက်သရင်းဟာနေ့တိုင်းသူ့အတွက်ဇွင်ပူပန်မှုတွေနဲ့ပြည့်နေခဲ့တဲ့စမ်းသပ်မှုတစ်ခုဖြစ်ခဲ့ပေမဲ့လည်း သူကရုံးကန်ဖို့နဲ့လက်မလျှော့ဖို့ခွန်အားကိုရှာတွေးခဲ့တယ်လို့အလေးအနက်ပြောကြားခဲ့ပါရင်ကက်သရင်ကသူစုဆောင်းထားတဲ့အသက်တည်အထောက်အထားတွေကိုတင်ပြပြီးတော့တရားရုံးခန်းမထဲမှာတင်းမာတဲ့တိတ်ဆိတ်မှုလွမ်းရှုံသွားခဲ့ပါရင်နှစ်ဖက်စလုံးရဲ့ပြောကြားချက်တွေကိုနားထောင်ပြန်တော့တက်တည်အထောက်အထားတွေကိုစစ်ဆေးခဲ့ပြီးတရားရုံးက ဗလန်တီနာပက်ထရိုဗာကိုဆွဲချက်အားလုံးမှာပြည့်ရှိတဲ့ကြောင်းဆုံးဖြတ်ခဲ့ပါပြီ။တရားရင်ဆိုင်ပြန်နောက်ကက်သရင်းဟာလွတ်လွတ်လပ်လပ်အသက်ရှူနိုင်ခဲ့ပါပြီ။သူ့ရဲ့စတူဒီယိုလေးဟာမကြခင်မှာပဲလူကြိုက်များလာခဲ့ပါပြီ။တနေ့မှာတော့တငယ်ရှင်းနေတဲ့အလားတဆောင်မှာထိုင်ပြီးနေဝင်ချိန်ကိုကြည့်နေတော့ကက်သရင်းကသူ့ရဲ့ခွက်ကိုမြောက်လိုက်ပြီးတော့ဘဝအသစ်တစ်ခုနဲ့အမြဲတမ်းငှက်ရပြီးမှရှိနေပေးတဲ့မင်းတို့အတွက်လို့ပြောလိုက်ပါပြီ။သူ့လျှောက်ခဲ့တဲ့လမ်းကအစပဲရှိနေတည်တယ်ဆိုတာသူနားလည်ခဲ့ပါပြီ။ကျေးဇူးပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ။